ညီလေးညီမလေးတို့ရေဒီနေ့ပြောပြမယ့်ပုံပြင်လေးကတော့အတဲဆိုတာတဲ့ရိုးရဟာတာပုံပြင်လေးတပုံပေါ့ကွယ်တခါတုန်းကရွာတရွာမှာဈေးဒီအမေကြီးတယောက်ရှိတယ်သူ့မှာသမီးနှစ်ယောက်ရှိတဲ့အဲ့ဒီသမီးနှစ်ယောက်မှာ သမီးအငယ်ကလဲလဲမတဲ့ရှိတဲ့အကင်းလူမှုရေးကိစ္စတွေမှာလဲတက်တက်ကြွကြွပါဝင်ဆောင်လက်တတဲ့သမီးကြီးကတော့အာလဲအနာလဲနလူမှုရေးလဲဘာမှနားမလဲဘူးတဲ့ဈေးရောက်တဲ့အလုပ်ကတော့ သူနားလေတလောက်တာရောင်းပေးတယ်။ရက်ရွာသေးကိုသွားမယ်ဆိုရင်လည်းသူတယောက်တည်းမှသွားတတ်ဘူး။ညီမငယ်ကိုအမြဲတမ်းခေါ်သွားတတ်လိမ့်ရှိတယ်။ပြီးတော့ညီမငယ်ရဲ့ပြောစကားမှန်သမျှယုံလွယ်ပြီးခိုင်းသမျှကိုလည်းအကုန်လုပ်ပေးတဲ့။ဒီနေ့မှာတော့အမေကြီးကတမီအကြီးရိုးအားလွမ်းတာကိုထီတော့ကရုဏာတော်တာနဲ့အကြီးမနင်းဒီလောက်အနေရင်ငါမရှိတဲ့အခါနင်းညီမကနင်းကိုတနေ့ရောင်းစားသွားလိမ့်မယ်တိလားလို့ပြောလိုက်တဲ့အခါတမီးအကြီးက အိုးအမေကလည်းသူကရောင်းစားရအောင်ဘသူကချင်းကွင်းပေါ်တက်မှာတော့လို့ပြန်ပြောလိုက်တယ်ကွယ်ညီလေးညီမလေးတို့ရေပုံပင်လေးကိုနားထောင်ပြီးတော့ဘလို့ခံစားမှုတွေရလိုက်တယ်လေကွယ်ညီလေးညီမလေးတို့ခံစားသိမြင်လိုက်ရတာတွေကို comment ရေးခဲ့ပြီးညဝေပေးခဲ့ပါဦးနော်ဤကောင်းကျမ်းမှာဘေးကင်းကြပါစီ